လဝိယတနာတွေကိုအင်္ဂလိပ်လိုအမျိုးမျိုးခေါ်တတ်ပြီလားမခေါ်တတ်သေးဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ Welcome back to English is yours. English is yours ကနေပြောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီချိန်ကတော့ Freelance English Language Teacher ဒီချိန်ဖြစ်ဖြစ်ဝင်မဲ့ဖြစ်ပါတယ်။ဒီချိန်ဒီနေ့လမ်းစာစတုတ်ကို clothing လို့ခေါ်တဲ့အဝတ်အစားနဲ့ပတ်သက်တဲ့ခေါင်းစဉ်အောက်မှာဒီအဝတ်အစားဝတ်ဆင်တဲ့အခါမှာဒီချိန်တို့ drive ပြီးတော့မှဝတ်ဆင်တဲ့ လဝိယတနာလို့ခေါ်တဲ့ jewelry နဲ့ပတ်သက်တဲ့ vocabulary လေးတွေကိုမျှဝေလိုပါတယ်။ဒီချက်ဒီနေ့မျှဝေမှာကတော့စလုံးလေး၁၀လုံးရှိပါတယ်။ဒီ၁၀လုံးမမျှဝေခင်မှာဒီချက်ကလဝိယတနာဆိုရယ်စလုံးပေါင်းလေးနဲ့ပတ်သက်ပြီးတော့မှပြောပြလိုပါတယ်။အဲ့တော့ဒီချက်တော့ကလဝိယတနာကိုနှစ်မျိုးပေါင်းလို့ရတယ်ပေါ့နော်။တစ်မျိုးကတော့ J E W E L L E R Y jewelry ဒါမှမဟုတ်လို့ရှိရင်လည်း J E W E LRY January ဆိုပြီးတော့မှတစ်ချက်ကိုပေါင်းလို့ရတယ်ပေါ့နော်။ဟုတ်ပြီဒီ January ဆိုတဲ့ခေါင်းစဉ်အောင်မှတစ်ချက်ဒီနေ့စလုံးလေးစိတ်လုံးမျှဝေပါမယ်။ပထမအဆုံးတစ်လုံးကတော့ amber ပဲဖြစ်ပါတယ်။ spelling က A M B E R amber သူက noun ဖြစ်ပြီးတော့အဓိပ္ပာယ်ကပယင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဥမာလေးကိုကြည့်ကြရအောင်။ The shop sells ornaments and jewelry made of amber. The shop sign က sells ရောင်းနေဘာတွေရောင်းလဲ ornaments ornament ဆိုတာကအလှဆင်တဲ့အရာတွေပေါ့။မှဆိုလို့ရှိရင်ရင်တို့လည်းဖြင့်ဖြင့်မယ်၊လက်ဆွဲလေးတွေပိုင်ပါမယ်။ဟုတ်လား။နော်အဲ့မျိုးလေးတွေကိုတီချာတို့က ornaments လို့ခေါ်တယ်။ချုပ်ပြီးတော့မှနော်။အဲ့တော့ဒီဆိုင်ကဒီဆိုင်ကဆိုလို့ရှိရင် cells ornaments နော်။လှဆင်တဲ့အရာတွေရောင်းနေ and ပြီးတော့ jewelry လက်ဝတ်ရည်တနာတွေရောင်းနေ။ဘာနဲ့လုပ်ထားတဲ့ဟာတွေလဲဆိုရင် made of amber နော်။ပရင်နဲ့ပြုလုပ်ထားတဲ့ The shop sells ornaments and jewelry made of amber. The shop Sanga sells yangchari, bari yangchale, ornaments and jewelry. ornaments ဆိုတာကကြတော့အလှဆင်တဲ့အရာပေါ့။ဥမာရှင်ထိုးဖြင့်ဖြင့်မယ်၊လက်ကောက်လေးတွေဖြင့်ဖြင့်မယ်၊ဆွဲသီးလေးတွေဖြင့်လည်းဖြင့်မယ်။ဒါတွေအားလုံးကို ornaments ဆိုပြီးတော့မှခြုံပြီးတော့ခေါ်လိုက်တယ်။ and jewelry เนาะလဝိယတနာတွေရောင်းနေ။ဘာနဲ့လုပ်ထားတဲ့လဝိယတနာတွေလဲ။ made of amber เนาะပရင်နဲ့လုပ်ထားတဲ့နဝရတနာတွေအဲ့တော့ပြန်ပြောမယ်ဆိုရင် the shop sells ornaments and jewelry made of amber ။ဆိုင်မှာပရင်နဲ့ပြုလုပ်ထားတဲ့အလှဆင်တဲ့အရာတွေနဲ့လဝိယတနာတွေရောင်းနေဆိုပြီးမှတိကျဥမလေးကိုပေးထားပါရယ်။အဲ့တော့တိကျဒီနေ့ပေါ့နော် ီ shopping mall သွားတဲ့အခါမှာကြောက်စင်းနေပြီးရောင်းတဲ့ဆိုင်ကိုရောက်ခဲ့တယ်။အဲဒီကြောက်စင်းနေပြီးရောင်းတဲ့ဆိုင်မှာဆိုလို့ရှိရင်ကြောက်စင်းနဲ့ပတ်သက်တဲ့ jewelry တွေအပြင်အဲဒီခုနပြောသလို ornaments လေးတွေရောင်းတယ်ပေါ့နော်။သူကတော့ကြောက်စင်းတသက်ပဲပေါ့။အခုကတော့ဥမာမှာတော့ amber ဆင်မပေးထားပါတယ်။အဲ့တော့ နောက်တစ်ခုကတော့ amethyst ပဲဖြစ်ပါတယ် spelling က A M E T H Y S T amethyst သူကတော့ခရမ်းဆွဲလို့လည်းခေါ်တယ်ဂုံမုံလို့လည်းခေါ်တယ်ခရမ်းရောင်ရှိတယ်လှပတဲ့ကြောက်တွေဖြစ်ပါတယ်သူကလည်းနောင်ပဲဖြစ်တယ်ဥမာကိုကြည့်ကြရအောင် she is wearing on her little finger the amethyst she is wearing သူမကဝတ်ဆင်ထားပါတယ်ဘာဝတ်ဆင်ထားလဲဆိုရင် on her little finger เนาะသူမရဲ့လက်သန်းလေးပေါ်မှာ the amethyst เนาะခရမ်းဆွဲလက်စွပ်လေးဝတ်ထားပါတယ်ဆိုပြီးမှတစ်ချေဥမပေးထားပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့ amulet ပဲဖြစ်တယ် spelling က A M U L E T amulet သူကတော့အဆောင်လက်ဖွဲ့ဆိုတဲ့အဓိပ္ပာယ်ရပြီးတော့သူကလည်း noun ဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ချေတော့အဆောင်လက်ဖွဲ့ကို charm လို့လည်းခေါ်တယ် C H A R M charm အဆောင်လက်ဖွဲ့ပေါ့ အဲ့တော့ဒီအဆောင်လက်ဖွဲ့တွေကိုကျွန်တော်တချို့က lucky ကောင်းတဲ့ဆိုတဲ့အယူအဆနဲ့အဆောင်လက်ဖွဲ့တွေစောင်းထားကြတာရှိရပေါ့နော်အဲ့တော့ဥပမာလေးကိုကြည့်ကြရအောင် it is common to wear an amulet or a charm to deal with practical problems အဲ့တော့ it is common common ဆိုတာကျွန်တော်တချို့တို့ကအဖြစ်များတယ်အတွေ့များတယ်လို့ပြောချင်တာ to wear wisdom ပေါ်ရာ an amulet or a charm เนาะအဆောင်တစ်ခုဒါမဟုတ်ရင်လက်ဖွဲတစ်ခုကိုဝစ်ဆင်တာဒီအဖြစ်များတယ်ပြောချင်တာဝစ်ဆင်လေးရှိကြတယ်ဝစ်ဆင်တာများတယ်ပေါ့အဲ့လိုဘာသာပြန်လေရတယ် to deal with deal with ဆိုတာကင်တွယ်ဒီဖြည့်ရှင်းဒီเนาะဘာလို့ဖြည့်ရှင်းမှာလဲ practical problems လက်တွေ့ကြတဲ့ပြဿနာတွေကိုအဲ့တော့ပြန်ပြောမယ်ဆိုရင် it is common to wear an amulet or a charm to deal with practical problems เนาะလက်တွေ့ကြတဲ့ပြဿနာတွေကိုဖြေရှင်းဖို့ရာအဆောင်ဒါမှမဟုတ်လို့ရှိရင်လက်ဖွဲ့ဝတ်ဆင်ကြတာများတယ်ဆိုပြီးမှဥပမာလေးပေးထားပါတယ်ဒါကတော့သူ့ရဲ့ယုံကြည်မှုနဲ့သူပေါ့เนาะဟုတ်ပြီနောက်တစ်ခုကတော့ amplet ပဲဖြစ်ပါတယ် spelling က A N K L E T Anklet ပေါ့နော်။သူကကြတော့ခြေချင်းဆိုတဲ့အဓိပ္ပာယ်ရတယ်။သူကနောင်မဲ့ဖြစ်တယ်။ Wearing anklet is a sign of wealth and status for some cultures. Wearing anklet ခြေချင်းဝတ်စင်ခြင်းဟာ is a sign of wealth. Signs are သင်္ကေတပေါ့။ wealth ကတော့ချမ်းသာကြွယ်ဝခြင်း။ချမ်းသာကြွယ်ဝခြင်းရင်သင်္ကေတတည်းရဖြစ်တယ်။ And ပြီးလို့ရှိရင် status for some cultures status ဆိုတာကကြတော့အဆင့်အတန်းပေါ့ for some cultures တချို့သောယဉ်ကျေးမှုတွေအတွက်အဲ့တော့ပြန်ပြောမယ်ဆိုရင် wearing anklet is a sign of wealth and status for some cultures ခြေကျင်းဝတ်ဆင်ခြင်းဟာတချို့ယဉ်ကျေးမှုတွေအတွက်ကျွယ်ဝမှုနဲ့အဆင့်အတန်းရှိခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်တယ်ဆိုပြီးမှဒီချိန်ဥမှတ်ပေးထားပါတယ် ဒီမှာသင်ရမှာက sign လက္ခဏာ well ကျွဲဝခြင်း status အခြေအနေ carton ရင်ကျေမှုပေါ့နော်။ဟုတ်ပြီနောက်တစ်ခုကတော့ bangle ပဲဖြစ်တယ်။ B A N G L E bangle လက်ကောက်ပေါ့နော်။သူကလည်းနောင်ဖြစ်တယ်။အဲ့တော့ဒီစင်နောက်ထပ်လက်ကောက်ကို bracelet ဆိုတော့လဲအောက်မှာတစ်ခုပေးထားတယ်ပေါ့အဲ့တော့ bangle နဲ့ bracelet ကဘာကွာလဲဆိုလို့ရှိရင် bangle ကကြတော့ခတ်ချောင်ချောင်ဝင်ရတဲ့လက်ကောက်ကြီးကြီးကို bangle လို့ခေါ်ပါတယ် နော် no, B A N G L E Bengal noun ပဲဖြစ်တယ်ဥမာကိုကြည့်ကြရအောင် She is wearing four gold rings, gold bangles and a gold necklace. She is wearing သူမဝတ်ဆင်ထားတယ်ဘာတွေဝတ်ဆင်ထားလဲ four gold rings ရွှေလက်စလေး green gold bangles ရွှေလက်ကောက်ကြီးတွေနဲ့ and a gold necklace No. အာရှစ်ဆဲတူတကုံဝစ်စင်ထားပါတယ်ဆိုပြီးမှဒီချေဥမပေးထားပါတယ် she is wearing four gold rings gold bangles and a gold necklace သူမကရွှေလက်စွပ်လေးခွင်ရွှေလက်ကောက်ကြီးတွေနဲ့အာရှစ်ဆဲတူတကုံဝစ်စင်ထားတယ်ဆိုပြီးမှဒီချေဥမပေးထားပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့ beat ပဲဖြစ်တယ် spelling က b e a t beat ပတိလုံးပတိစေးဆိုတဲ့အခြေပဲဖြစ်ပါတယ်သူကလည်းနောင်ဖြစ်တယ်ပေါ့နော်အဲ့တော့ she wore a string of beads around her neck she wore သူမကဝတ်ဆင်ထားခဲ့တဲ့ a string of beads ပတိတကုံးဝတ်ဆင်ထားခဲ့တဲ့ around her neck သူမရဲ့လေပင်တဝိုင်းမှာပြန်တော်မဲ့ဆိုရင် she wore a string of beads around her neck သူမကသူမလေပင်တဝိုင်းမှာပတိတကုံဝတ်ထားခဲ့ဆိုပြီးမှဒီတိုင်ဥမာပေးထားပါဗျာ။နောက်တစ်ခုကတော့ bling map ဖြစ်တဲ့သူ့ကို bling bling လို့လည်းခေါ်တယ် BLINC bling နော် noun ဖြစ်ပါတယ်ပြောင်ပြောင်လက်လက်ဆိုတဲ့အဓိပ္ပာယ်ရတယ် bling bling ဆိုတာကြောက်ရတယ်နော်။အဲ့တော့ a woman with big hair and bling jewelry is attractive. a woman အမျိုးသမီးတယောက်ဘယ်လိုအမျိုးသမီးတယောက်လဲ။ with big hair big hair ဆိုတာကစီမားသောသဖင်လို့ပြောရမှာမဟုတ်တော့ဘယ်လိုပြောရမလဲသဖင်ပေါ့ပေါ့啊ပေါ့နော်အဲ့တော့ teacher တို့ကဒီတာမန်လူတွေဆိုလို့ရှိရင်သဖင်ရဲ့ဒုရယ်ကအခု teacher တို့လိုပဲတာမန်ဒုရယ်ပဲပေါ့နော်အဲတချို့ဥမာ miss international တွေဘာတွေတပုံရိုက်ထားတာလို့ဒါမှမဟုတ်လို့ရှိရင်ရှေ့ခေတ်နန်းတွင်ကားတွေကြည့်ရဆိုရင်ဒီဘီယိုအထူဝီးဖြစ်အောင်နဲ့အကြီးဖြစ်အောင်လုပ်ထားရဲဆိုရင်ဒါမျိုး big hair လို့ခေါ်တယ်။သဖင်ပေါ်ပေါ်ဖြစ်အောင်လုပ်ထားတာပေါ့နော်။အဲ့တော့ a woman with big hair စပင်ပေါပွားနေအမျိုးသမီးသူကဘာဝတ်ထားသေးလဲဆိုတော့ and bling jewelry เนาะပြောင်ပြောင်လဲလဲလက်ဝတ်ရတနာတွေလည်းဝတ်ထားတယ် a woman with big hair and bling jewelry เนาะစပင်ပေါပွားနေပြောင်ပြောင်လဲလဲလက်ဝတ်ရတနာတွေဝတ်ထားတဲ့အမျိုးသမီးက is attractive ဆွဲဆောင်မှုရှိရယ်ဆိုပြီးမှဒီကျေဥမာလေးကိုပေးဟပါတယ်နောက်ချက်တစ်ခုကတော့ bracelet ပဲဖြစ်တဲ့ B R A C E L E T bracelet လက်ကောက်ပဲဖြစ်ပါရင် noun ဖြစ်တယ်။သူကကြတော့နော်ဟိုအပေါ်က bangle လိုမျိုးဒီပေါ့ပွားကြီးကြီးလက်ကောက်တွေကိုပြောတော့မဟုတ်ပဲနဲ့ဥမာ hand chain လိုမျိုးလက်နဲ့သိပ်ပြီးတော့မမကွာရဲပေါ့နော် size သိမ့်မကွာရဲလက်ကောက်တွေကိုခေါ်တာပေါ့ I waited half an hour until the bracelet is adjusted to my size. I waited long အောင်နေခဲ့ရတယ် half an hour ဟာဝါလို့မဖတ်ရအောင်နော် h က silent ဖြစ်တဲ့အတွက် o u r hour နဲ့အတန်ထွက်တူတူပဲ i waited half an hour နော် half an hour ဆိုတာနိုင်ဝဲလောက်ဆောင်းလိုက်ရရင်ဟလာနိုင်ဝဲလောက်ဆောင်းလိုက်ရရင်ဘာကြောင့်ဆောင်းလိုက်ရလဲဆိုတော့ until နော် time out the bracelet is adjusted to my size the bracelet no dilakao ko re is adjusted no line yon ni thwe phit aw lo to my size nga ye size ne pyaw ya no nga ye lat ywe sa ne bo no a lo lakao ko nga ywe sa ne line yon ni thwe phit twa re tan aw nga nai wet law saung khe ya re so bi ma u ma pi tha ba de ပြန်ပြောမယ်ဆိုလို့ရှိရင် I waited half an hour until the bracelet is adjusted to my size เนาะလက်ကောက်ကိုငားရွယ်စားနဲ့လိုက်ရောနီထွေဖြစ်အောင်နိုင်ဝက်လောက်စောင့်ခဲရတယ်ဆိုပြီးမှဥမှတ်ပေးထားပါတယ်နောက်ထပ်တစ်လုံးကတော့ brooch ပဲဖြစ်တယ် spelling က b r o o c h brooch ရှင်ထိုးပဲဖြစ်ပါတယ်သူကလည်း noun ဖြစ်တယ်ပေါ့เนาะ she is wearing a small silver brooch she is wearing သူမကဝစ်စင်ထားပါတယ် a small သင်းငယ်တဲ့ silver ငွေရောင် brooch เนาะရင်ထိုးလေးပေါ့အဲ့တော့ she is wearing a small silver brooch เนาะသူမကသင်းငယ်တဲ့ငွေရောင်ရင်ထိုးလေးတစ်ခုဝစ်စင်ထားတယ်ဆိုပြောမှာတိကျဥပမာပေးထားပါတယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကတော့ချောက်ကားပဲဖြစ်တဲ့ C H O K E R ချောက်ကားဆိုတာကလေကပ်ပေါ့နော်ဒီ level မှာကက်ကက်ကလေး ဝင်ရတဲ့အလားဆင်တဲ့ပစ္စည်းပေါ့နော်။သူကလည်းနောင်မဲ့ဖြစ်တယ်။ Her neck choker appears to be one of her favorite pieces of jewelry. Her neck choker နော်သူမရဲ့လေကက်က appears to be နော်ဖြစ်ပုံပေါ်ရင် one of her favorite pieces of jewelry. အဲ့တော့ jewelry ကလဝိယတနာနော် her favorite pieces of jewelry ဆိုတာကသူမအကြိုက်ဆုံးလဝိယတနာတွေ one of her favorite pieces of jewelry သူမအကြိုက်ဆုံးလဝိယတနာတွေထဲကတစ်ခုเนาะဖြစ်ပုံပေါ်တယ်အဲ့တော့ပြန်ပြောမယ်ဆိုရင် her neck choke appears to be one of her favorite pieces of jewelry သူမရဲ့လက်ကကသူမအကြိုက်ဆုံးလဝိယတနာတွေထဲကတစ်ခုဖြစ်ပုံရတယ်ဆိုပြီးမှဒီချိန်ဥမပေးထားပါတယ် အဲ့တော့လည်းနောက်ဆုံးရင်တစ်ချင်တင်းရှင်းပြလိုက်တဲ့စလုံးလေးစလုံးကိုပြန်ပြီးတော့ပြောရမယ်ဆိုရင် amber now ပရင် amethyst now ခရမ်းစွဲဂုံမို amulet now အဆောင်လက်ဖွဲ charm လည်းအဆောင်လက်ဖွဲပဲเนาะ anklet က now ခြေချင်း bangle now လက်ကောက် bead now ပဒီစေးပဒီလုံး bling 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 now ကြောင်ကြောင်လန့်လန့် bracelet now လက်ကောက် broad noun ရင်ထိုးနဲ့ချုပ်ကောင် noun လေကတော့ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ရှင်းပြလိုက်တဲ့လဝိယတနာလို့ခေါ်တဲ့ theory နဲ့ပတ်သက်တဲ့စလုံးလေးစိတ်လုံးကိုအားလုံးနဲ့ရပါလိမ့်မယ်လို့ဒီချင်မြောင်းလေးပါတယ်အဲ့တော့ဒီချေလို pronunciation ကိုနားထောင်ကြည့်အောင်နော် amber amber amethyst amethyst Amulet. Amulet. Anklet. Anklet. Bangle. Bangle. Bead. Bead. Bling 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 bling. Bracelet. Bracelet. Brooch. Brooch. Choker. Choker. နန္နာစတိုးရင်တစ်ချင်တင်းနဲ့ရှင်းပြလိုက်တဲ့စလုံးလေးစိတ်လုံးကိုအားလုံးပဲရသွားမယ်လို့တစ်ချင်မျှော်လင့်ပါတယ်တစ်ချင်ကတော့ဒီ vocabulary လေးတွေကိုထပ်ပြီးတော့မှမျှဝေနေတာဖြစ်တဲ့အတွက်တစ်ချင်နောက်ထပ်လည်းဘလို့ vocabulary လေးတွေကိုဆက်ပြီးတော့မှမျှဝေသွားမလဲဆိုတဲ့ဟာကိုစောင့်ပြီးတော့ကြည့်ပြီးတော့အားပေးကြအောင်နော်အားလုံးပဲထူးချမ်းထင်မြတ်တဲ့သူတွေဖြစ်ကြပါစေဘိုင်ဘိုင်